ရဲဝန်နံတဦးကိုတာဝန်ကျင်းမှာကိုတိလက်ရောက်ကျူးလွန်နေဆိုပြီးတော့ပုံမှန်332နဲ့မန္တလေးမြို့ကပြည်စီသတင်းတော်ကိုတတိယအကြိမ်ရုံးထုတ်ဆစ်ဆေးခဲ့ပါတယ်။ဦးကျော်စေကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မတ်လ29ရက်နေ့တော်လိုင်းအင်းကြီးကဖက်စီကံចောင်းသားပြည်သူတွေဝင်းရံပြည်သူတွေပြန်နေလွတ်မြောက်ဖို့မန္တလေးမြို့ကចောင်းသားပြည်သူနဲ့ဝင်းရံသူအချို့ဆန္ဒဖော်ထုတ်ခြင်းရဲတပ်ဖွဲ့ဝင်တို့ရဲ့တားဆီးချိန်မှာ BBC သတင်းတော်ကိုနေလင်းကရဲဝန်ထမ်းကိုတာဝန်ချိန်မှာနားကျင်စေအောင်ပြုလုပ်တယ်ဆိုပြီးအမတ်ကိုရဲစကန်ဒုတက်ချက်ကတရက်လိုအနေနဲ့အမတ်စစ်တေရဲစကန်မှာအမှုဖွင့်ခဲ့တာပါ။ ဒီအမှုကိုချမ်းမြတ်သာစီတရားရုံးမှာမေလ17ရက်နေ့ကပထမအကြိမ်ရုပ်ထုတ်ခဲ့ပြီးမေလ25ရက်နေ့မှာဒုတိယအကြိမ်ရုပ်ထုတ်ခဲ့တာပါအခုတတိယအကြိမ်ယုံချင်းကိုတော့မေလ29ရက်နေ့မှာစစ်ဆေးခဲ့ပြီးတပ်သင်ခံဗီဒီယိုဖိုင်တွေကိုတရားရုံးမှာတင်သွင်းတဲ့စီရင်ထုံးတမ်းမရှိသေးတဲ့အတွက်ဓာတ်ပုံမှတ်တမ်းတွေနဲ့တင်ပြသွားမယ်လို့အခုအမှုကိုလိုက်ပါကွန်ကြီးဆောင်ရွက်ပေးနေတဲ့ရှင်းနေမြတ်ကွန်ရက်ကဦးသိန်းသာဦးကပြောပါတယ်သူသူကတရားသူတပ်သင်ခံဥပဒေပေါ်မှာ130ရက်ပြန်ရှင်းတာသူကအဓိကဆယ်မေတုန်းကပြောတော့ကတော့ ူကိုမှတ်မိတယ်တခုလက်မှတ်မိတယ်ဆိုပြဒါပေမဲ့ကျွန်တော်လက်ပတ်မိတဲ့အခါကျတော့ तू မှတ်မိတယ်ဆိုတော့ဂျန်နဲ့တူတရားခံခုန်ထားရင်တော့ तू ရဲပဲ ရုံရောက်မှုတွေရုံရောက်မှုတော့တရားသူကြီးတွေမြင်မှုတွေဖြစ်နေပဲနေရာထိုင်နေတယ်တရားခံပဲမှာဆိုထိုင်နေဆိုပြီးတော့နောက်မှထိုင်နေပေါ့တရားခံပဲလို့သူကြည့်တာပေါ့အဲ့ဒါကြောင့်သူပြတာလေအဲ့ဒါအဲ့ဒါပေါ့ကျွန်တော်မေးတာဒါသူပြန်ရှင်းခွင့်ရှိပါတယ်တတိယဘုံက134ရအစိုးအစိုးကချင်းနေတယ်ပြန်ရှင်းခွင့်ရှိပါတယ်အဲ့ကျွန်တော်တို့ကဟိုကာယကံရှင်းနေညှိနှိုင်းရအောင်ပေါ့နော်ညှိနှိုင်းပြီးတော့တကယ်တော့ video file ပါညာမှတ်တမ်းဆိုတော့ကျွန်တော်တို့တမိုင်းမှာတော့ထောက်ထားမရှိသေးဘူးလက်ခံနေဆိုတော့စီရင်တော့ဘူးနော် CCTV ကတမျိုးပေါ့နော်မှတ်တမ်းတွေကတမျိုးပေါ့သို့တော့ဓာတ်ပုံဖြစ်ကျွန်တော်တို့တင်ပြလို့ရတယ် ဓာတ်ပုံဖြစ်တင်ပြဒါအသေးကြတာပေါ့ဓာတ်ပုံမှတ်တမ်းကတော့ကျွန်တော်တို့ဒီတကယ်တင်ပြလို့ရတယ်ဗီဒီယိုမှတ်တမ်းတင်လို့ရတယ်ဆိုတော့စီရင်ထုံးတော့ကျွန်တော်လည်းမတွေ့ဘူးပြည်သူဝန်ထမ်းကဟိုထိုင်းရဲ့ကြမ်းကြင်ကြတာမလို့ပါဘူးသူကကိရိသစာပြလို့ရဒီဝန်ထမ်းကဒုံကျင်ရေးဝန်ထမ်းအဲဟိုကျန်းထားတော့ချိန်ရတယ်ဟိုရေတို့စစ်တပ်တော့တတ်မတော်ရဒါတွေကတို့ပြိသစာပြုတာလေအလေးနဲ့ပါလို့ပါတော့ကြမ်းကျင်တာတော့ရေပုံရဆိုတော့ကျတို့အရသားနဲ့တာမန်ဝန်သားပေါ့နော်ဒီ civil service နော်အဲ့ဒါဆိုကျွန်တော် ခုတတိယရုံးချိန်မှာတော့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကအဖွဲ့ဝင်ကျောင်းသားအချို့ကဆန္ဒဖော်ထုတ်ခဲ့ကြပါဗျ။ရုံးချိန်ကိုတော့ဂျွန်လ3ရက်နေ့ကိုပြန်လည်ချိန်ဆထားပါဗျ။ကျွန်တော်ကြော်စီပါ။